ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြဝင်းကျေးအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်အခုကျွန်တော်တို့ MRT4 အဖွဲ့သားတွေရောက်ရှိနေနေရတော့ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့အထွတ်မြတ်ထားကြတဲ့လေးစုဓာတ်ပုံရွှေကုံစည်တော်မြတ်ကြီးမှာပဲဖြစ်ပါတယ်ပရိသတ်များခင်ဗျာ Forever Group Company Limited ရဲ့နှွေထွေးသောကမ်းလှမ်းများပရာဟိတအဖွဲ့ကနေပရာဟိတအချို့ပြုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာအခုဆိုရင်ရွှေကုံစည်တော်မှာကုသိုလ်ပြုဖို့အတွက်ရောက်ရှိနေပါတယ်ခင်ဗျာဒီနေ့မှဆိုရင်တော့ Forever Group Company Limited ကနေနှစ်စဉ်ကျင်းပမယ့်ဖြစ်တဲ့တည်င်းကျွလာပြင်းနေအထိမ်းအမှတ်အဖြစ်စီမီတထောင်ကတ်လှူပူဇော်ပြီးဖန်စီရီကိုလည်းကတ်လှူပူဇော် ော်သားမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ပြည်သက်များကို Sportever Group Company Limited နှွေထွေးသောကမ်းလှမ်းများအဖွဲ့သူအဖွဲ့သားတွေရဲ့ကုသိုလ်ပြုလုပ်ငန်းဆောင်ရွက်ချက်များကိုပြည်သက်များသိရှိသေးဖို့အတွက်ရိုက်ကူးတင်ဆက်ပေးသွားမှာပါဆက်လက်အားပေးကြည့်ရှုကြပါဦးခင်ဗျာ ရိသတ်များခင်ဗျာ Forever Group Company Limited ရဲ့ငွေထွေးသောကမ်းလှမ်းများအဖွဲ့သားများမှသတင်းကြော်လာပြင်းနေအထိမ်းအမှတ်ဖြစ်ရွှေတကုံစီတီတော်မှာစီမီတထောင်ပူဇော်ခဲ့ပြီးဘန်းစီတီကတ်လှပူဇော်ခဲ့တာပဲဖြစ်ပါတယ်အခမ်းအနားကို Forever Group Company Limited ရဲ့ဝန်ထမ်းမိသားစုများမှ ပါဝင်လှူအပ်ပြီးပူဇော်ခဲ့ကြပါတယ် အခမ်းအနားစတင်ချိန်မှာတော့နှွေထွေသောကမ်းလှမ်းများအဖွဲ့သားများမှအုပ်စုများခွဲကပန်းစီတီတဲခဲ့ကြပြီးဖျားဘူးလာဧည့်သည်များ စီမီပူဇော်နိုင်ရန်ဖျောင်းနိုင်များအမွှေးတိုင်များလှူဒန်းဖို့အတွက်ပြင်ဆင်ခဲ့ကြပါတယ်။အာဒီနေ့က ဒီအမတို့ forever group ပေါ့နော် forever group ကနေပြီးတော့ပရာဟိတအလုပ်ဖို့အတွက်နှွေးထွေးသောကမ်းလက်များဆိုတဲ့အဖွဲ့လေးရှိတယ်။အဲ့ဒီဖွဲ့ကနေပြီးတော့ဒီနေ့မှာဆိုလို့ရှိရင်ဒီရွှေကုံဖျားပေါ်မှာလာပြီးတော့ပေါ့နော်အပန်းစီဒီလည်းကတ်မယ်နောက်ပြီးတော့ဖျားမှာလည်းနည်းနည်းဟိုစီမီလည်းကတ်ကတ်သလိုပေါ့နော်တန်ရှင်းလေးလည်းလုပ်မယ်ဆိုတဲ့အတွက်ကြောင့်မလို့မှဒီ activity မှာပါပြတ်တာပါ။ အာပရာဟိတဆိုတာကတော့နာမည်တိုင်းပေါ့နော်အများရဲ့အကျိုးကိုကိုကတက်ဆွမ်းသမျှတယောက်အားနဲ့ဝင်ပြီးတော့ပူပေါင်းပါဝင်ပြီးတော့ဆောင်ရွက်တာပေါ့နော်အဲ့တော့အများအတွက်အကျိုးရှိပါစေအများအတွက်ဟိုကောင်းကျိုးပြုပါစေဆိုတဲ့စိတ်နဲ့ပဲပြုလုပ်ရတာပါ အယံဝမ်းတာပါတယ်ဘာလို့လဲဆိုတော့ခါတိုင်းဆိုလို့ရှိရင်အလုပ်တွေနဲ့ဟိုများပြီးတော့လေဒီလို activities တွေကိုတိတ်ပြီးတော့မပါပြစ်တာများတယ်ဒါပေမဲ့ဒီနေ့ကျတော့တက်တိုက်ဆင်နိုင်မယ်ဒါဖရာလည်းသွားကျင်စိတ်ရှိတယ်အာဒီနေ့မှာဆိုလို့ရှိရင်လည်းပရဟိတအဖွဲ့က activity ဒီလိုမျိုးရှိရယ်ဆိုတော့အတွက်ကြောင့်မို့လို့ဒါအခမ်းအသင်းပေါ့နော်ပါဝင်ပြစ်တာပါပရိသတ်များခင်ဗျာဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများဟာဆိုရင်စနက်လာရာသီပွဲတော်များနဲ့ယင်းဤကျွမ်းဝင်ခဲ့ကြပြီ ။တဆိုင်ရလာသီးသီးမှလည်းယာသီလိုက်ပွဲတော်များကိုဆင်နွှဲကြတာပဲဖြစ်ပါတယ်။အခုလာဆိုရင်တော့ဘာသာရေးဆိုင်ရာအထွတ်မြတ်ပွဲတော်တစ်ခုကျင်းပတဲ့သတင်းကြိုလာဖြစ်တဲ့အတွက်ဗီဒီယိုတော်ကမ်းလှမ်းများအဖွဲ့သားများမှသတင်းကြိုလာပြနေအထိမ့်မှတ်ဖြစ်စီမီကတ်လူပူဇော်ခြင်းဗန်းစီရီကတ်လူခြင်းတို့ကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ုတ်ကဲ့ကျွန်တော်တို့ဒီနေ့ရောက်ရှိမှာကျွန်တော်တို့လေဦးစာဒီဖျားပရမုံလေးပါနော်တန်ရှင်းလေးပြုလုပ်တယ်စင်မီးရေပူစော်စင်မီးပူဖြူစင်မီးပူစော်ပို့တော့နော်ဖျောင်းချက်တွေခွာတယ်ပြီးတော့ကျန်းလေးကိုဟိုကျွန်တော်ဆက်ပြနေပါနော်တိုင်တန်ရှင်းလုပ်တယ်ပြီးတော့ကျွန်တော်ပြီးလို့ရှင်ခနာနေလို့ရှင်ဟိုဖျောင်းနိုင်တဲ့ဖျောင်းနိုင်ရင်ထုံးတော့မယ်အိုက်တော့လည်းကျွန်တော်ဖျောင်းနိုင်တယ်မွေးတန်တယ်ကိုဟိုပြင်ဆင်တာပါနော်ဟိုလာအဲ့လူတွေကိုပေးဖို့တော့ဟုတ်ကဲ့ကျွန်တော်အနေနဲ့ဒီခုလာအောင် ဟိုဒီဟာကျင်းပဖြစ်တာပေါ့နှစ်နှစ်ဟိုဒါလည်းဆိုဒုတိယကျင်းပအောင်ရှိသွားပြီပေါ့နော်ဒီပြီးလို့ရှိရင်လည်းဒီနေပြောကလမ်းမြလည်းတလောက်ကိုတစ်ချိန်လောက်ဟိုဒီလိုပလိုက်ရအလုံးဟဲ့ပြုတ်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ကပြီးခဲ့ရမှာရေပေးအတွက်လည်းတွားခဲ့တယ်ပြီးတော့ဟိုတွေးလူဖို့လည်းအရင်ကပလိုက်ခဲ့ရလုပ်ခဲ့ပဲပေါ့နော်အခုဘက်မှာလည်းလုပ်ခဲ့တယ်ကိုယ့်အကိုလာကိုယ့်အကိုတွားမယ်ဆိုရင်ဒါကြီးကမလုပ်ဖြစ်ဘူးဒီလိုဖွဲ့စည်းနေလုံးမာတယ်အဆင်ပြေတာလေအဲ အဲ့လိုဖွဲ့စည်းနေလို့အဆင်ပြေတယ်ပြီးတော့ဟိုတပြင်းတပားမိုင်နေတယ်ဗောနော်ဟိုတရားနဲ့မတိပဲနဲ့တခြားတပားမိုင်နေတယ်တိသွားတယ်ဗောနော်ဆိုရင်းနှီးဖြစ်သွားတယ်ဗောနော်ပန်းစီရီတဲ၍ကက်လူပူဇော်လိုအပြီးမှာတော့ရွေထွေးသောကမ်းလမ်းများအဖွဲသားများမှ စီမီးပူဇော်တဲ့နေရာမှာဖျောင်းငယ်များခွာခြင်း ဇင်နုတော်များကိုရေးသက်ပေးခြင်း၊ရင်မြင်တော်ကျမ်းဂန်အတန်ရှင်ပြုလုပ်ခြင်းတို့ကိုပြုလုပ်ခဲ့ကြပါတယ်။ဝင်လောဝါဌာနပြုခဲ့သူတူဦးရဲ့စကားသံများကိုလည်းအခုလိုပဲကြားသိရပါဗျာ။ ဒီနေ့ပန်းဝင်လောင်းအားပေးပြတာကတော့ဒီပန်းစီဒီတဲတဲ့ပေါ့နော်ပန်းစီဒီမှာမအားတို့ပန်းနေဟိုထိုးပေးခဲ့တာပေါ့နော်ပန်းနေထိုးပေးခဲ့တဲ့ကုသိုလ်ယူခဲ့တယ်ပြီးရောအာပြီးရောနောက်ဖျားရဲ့ ဖျားစီဒီပပဖျားစီဒီမှာလဲမာတို့စီမီတွေပေါ့နော်စီမီစီမီကပ်ဖို့လို့အတွက်ကိုဖျောင်းချက်တွေခွာပေးခဲ့ပါတယ်အလားလေးအမလုပ်ပေးခဲ့ပါတယ်ပထမတစ်နှစ်တုန်းကလည်းဒီစီမီတစ်ထောင်ပွဲကိုအမပါဝင်ပြီးတော့လုံအားပေးပစ်ခဲ့တယ်အခုဒီနှစ်မှာလည်းအမလာပြီးတော့ဟိုလုံပါဝင်ပြီးတော့လုံအားပေးပစ်ခဲ့တယ်ပေါ့နော်ခုနှစ်သားသမီးပေါင်းလဲအကျမ်းမှချမ်းသာပါစေပေါ့နော်အဲကုသိုလ်တွေရကြပါစေလို့အမဟိုဟိုဆုတောင်းဆုမငောင်းတောင်းပေးရပါတယ်ပေါ့နော် ပရိသတ်များခင်ဗျာဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများဆိုရင်ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့အဆုံးအမအောက်မှာအေးချမ်းစွာနေထိုင်ကြသူများပဲဖြစ်ကြပါဗျာ ဆိုရင်လည်းရွထွေးသောကမ်းလှမ်းများအဖွဲသားများမှဖျားဘူးလာဧည့်သည်များကိုဖျောင်းနိုင်များအမွှေးတိုင်များလှူဒန်းခဲ့ကြပြီးစီမီးတိုင်များကိုထွန်းကြီးပူဇော်ခဲ့ကြပါသည် ဆက်လက်ပြီးအမှတ်တရဓာတ်ပုံများရိုက်ကူးကြကအခမ်းအနအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။ ပရိသတ်များခင်ဗျာ Forever Group Company Limited ရဲ့နှွေးထွေးသောကမ်းလှမ်းများပရာဟိတအဖွဲ့သားတွေကနေတရင်ကျွန်းလာပြင်းနေအထိမ်မက်ပြေရွှေဒဂုံစီရီတော်ရင်မြင့်တော်မှာစီမီတထောင်ကတ်လူပူဇော်ပြီးပန်းစီရီလည်းဆက်ကတ်လှူဒန်းခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်နှွေးထွေးသောကမ်းလှမ်းများပရာဟိတအဖွဲ့အနေနဲ့လည်းရှေ့ဆက်ပြီးတော့လည်းအခုလိုမျိုးပရာဟိတလုပ်ငန်းတွေလှုပ်ဆောင်သွားအောင်မှာဖြစ်တဲ့အကြောင်းပရိသတ်များအတွက်တရင်ကောင်းမှတင်ဆက်ရင်ကျွန်တော်တို့အစီအစဉ်အားနေထုတ်ဆက်လိုက်ပါရစေခင်ဗျာကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေခင်ဗျာ